အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ် episode 24မှာတော့ဗနီကအုံမခွက်ကိနေကောင်ရဲ့မျက်ခွက်ကိုထိုးလိုက်တာနှာခေါင်းယိုးပါကျိုးပြီးတော့မှောက်သွားပါတယ်ထို့နောက်သူတို့ထက်ကတကောင်ကလည်းဗနီကအုံမခွက်နဲ့ကောင်ကိုတစ်ချက်တည်းအမောက်သိပ်ပေးလိုက်တာကြောင့်အံ့ဩနေပါတယ်ထို့နောက်သူတို့ထက်ကခေါင်းဆောင်လို့ပါလူလူကောင်ကမင်းကပါလေဖက်တီတငယ်ချင်းလားဆိုပြီးတော့မေးလိုက်ပါတယ်ဗနီကလည်း ငါဘာလို့အဲ့လိုကောင်းတဲ့တငယ်ချင်းဖြစ်ရမှာလဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ရိုးချိန်မှာပဲသူတို့ထက်ကနောက်တကောင်ကဗီနီနောက်ကိုရောက်လာပြီးတော့ဗီနီကိုတုံးနဲ့ပြင်းမှုရွယ်လိုက်ပါတယ်။ဗီနီကလည်းချက်ချင်းတတိထားမိသွားပြီးတော့သူ့ကိုရက်လိုက်တဲ့တုပ်ကိုလက်နဲ့ကားလိုက်နိုင်ပါတယ်။ဗီနီကလည်းပွဲကတော့လာပြီးဆိုပြီးတော့တစ်ချက်ပြောလိုက်ပါတယ်။ချွန်းတော့ကြံတဲ့သုံးကောင်ကလည်းဗီနီစီကိုတပြိုင်တည်းပြေးဝင်လာကြပါတယ်။ဗီနီလည်း သူ့ကိုဝိုင်းထားတဲ့လေးယောက်ကိုတယောက်ပြီးတယောက်အမောက်သိမ့်နေခဲ့ပါတယ်။ဖက်ဒီကတော့ဒီကောင်ရဲ့ရှာရင်ကန်ပါဝါက နရုတွေကလို့ရန်သူကဘာလုပ်တော့မယ်ဆိုတော့ကြိုသိနေနေဆိုပြီးတော့တွေးနေပါတယ်။ဆိုချိန်မှာဖြောင်းလေးအားလုံးရလိုက်ကြစမ်းဆိုပြီးတော့မေဂါခရူးကဖက်ဒီရဲ့တငယ်ချင်းတွေကကြော်တော်ပုံစံတွေနဲ့ရောက်လာခဲ့ကြပါတယ်။ဝမ်ပီဖန်လည်းလို့ဘာလို့လို့ကောင်းဆိုရင်သူ့ကိုယ်သူရှန့်စတိုင်ဖန်တတ်ပါသေး။ကျွန်တော် ရာတို့ဒီဘွဲကိုအဆုံးသတ်ပေးမယ်ဆိုပြီးတော့ပုံစံမျိုးစုံနဲ့ပြေးဝင်လာခဲ့ကြပါတယ်။ဒီလိုနဲ့တဖွဲ့နဲ့တဖွဲ့ခြားကြရင်လည်းအနိုင်ကျင့်နေတဲ့ကောင်တွေအကုန်လုံးမှောက်သွားပြီးတော့နောက်ဆုံးခေါင်းဆောင်လို့ဘာလို့လို့ကောင်ပဲကြံပါတယ်။ဒီလိုနဲ့မာဝယ်ဖန်ကကောင်တွေသူ့ကိုအမောက်သိတော့မယ့်အချိန်မှာပဲဂန္ဓာဖန်ကရောက်လာပြီးတော့ငါတို့တွေဒီလိုသာဆက်လုပ်နေငါတို့ရဲ့ရံဘွဲကဘယ်တော့မှပြီးဆုံးမှာမဟုတ်တော့ဘူးဆိုပြီးတော့ပြောကတားလိုက်ပါတယ်။ဒီလိုနဲ့လူဆိုးလို့လို့ဘာလို့လို့ကောင်လဲ။ ုတ်ဆိုင်မနေဘဲနဲ့တကြောတည်းပြေးပါရယ်။ဖင်နီလေရံမွဲပြီးတော့ထွက်သွားတော့မယ့်အချိန်ပါပဲ။မေဂါထရူးကကောင်းနေကဟေးကျေးဇူးပဲကွာ။ငါတို့နဲ့တငယ်ချင်းလှုပ်မာလားဆိုပြီးတော့မေးလိုက်ပါရယ်။ဖင်နီကတော့အလကားဆောက်ယူရေးဆိုပြီးတော့ပြောကထွက်သွားပါရယ်။မေဂါထရူးကကောင်းနေကတော့ဖင်နီကိုနောက်ကနေကြည့်ပြီးတော့သူတို့အိုင်တော်တယောက်လုံးကျွေးနေခဲ့ပါရယ်။ဒီလိုနဲ့နောက်နေ့မနေ့မိုးရီသဲကြီးမဲကြီးရွာနေတဲ့အချိန်မှာတော့ ကျောင်းသားတွေကဘတ်စကားဘောကိုကြိုးချိတ်တက်နေကြပါတယ်။ထိုချိန်မှာမီနူးကတော့ဟာကွာဒီနေ့ကျောင်းသွားတာစစ်တိုက်ထွက်နေရတယ်လို့ပဲ။မင်းကစပင်းစီးတာကိုလုံးဝဆွတ်လို့တော့မလားဆိုပြီးတော့ခြေကိုမေးနေခဲ့ပါတယ်။ခြေကတော့ဘာမှပြန်မပြောဘဲနဲ့ညိနေခဲ့ပါတယ်။ထိုချိန်မှာပဲသူတို့နောက်ကနေကိုတီမောင်ရောက်လာခဲ့ပြီးတော့သူတို့ကိုနှုတ်ဆက်လိုက်ပါတယ်။ဟဲ့အောင်လေမင်းတို့ဒီနေ့မိုးရွာလို့ စက်ဘေးနဲ့ကြောင်းကိုမသွားတာမလားဆိုပြီးတော့ကိုတင်မောင်ကဆက်မေးလိုက်ပါတယ်။မင်းတို့ကတော့သူတို့အချင်းချင်းကောင်းကောင်းနှုတ်မဆက်ဘူးတာကြောင့်ကိုတင်မောင်တို့နာမည်ကိုပြန်မေးနေခဲ့ပါတယ်။ဒီလိုနဲ့ကိုတင်နဲ့အတူငမဲကလည်းသူတို့ရဲ့နာမည်တွေကိုပြောပြလိုက်ပြီးတော့ပြန်နှုတ်ဆက်နေကြပါတယ်။ချိုးချင်ပါပဲ။ယုတ်ဒီရဲ့ကြောင်းသားတယောက်ကငမဲရဲ့ Rizzi ဖနာကိုနေမိသွားပါတယ်။ဖနာ Crazy ငမဲကတော့ဒီဖနာကိုဘသူဖန်တီးခဲ့ရလဲမင်းသိလားဆိုပြီးတော့ပြောကား သူဘေးနက်ကကောင်ကိုနရင်အုပ်လိုက်ပါတယ်။ဒီဘက်မှာတော့ကိုစံပြူကအပြင်ကိုသွားဖို့ပြင်ဆင်နေပြီရော။သူ့နောက်ကနေကျော်ကြီးကဟိယောငါဒီညကသွားသေးကြလေးရှိလို့ဒီနေ့ကောင်ကားလေးပေးလိုက်ပါဆိုပြီးတော့ပြောလိုက်ပါတယ်။ကိုစံပြူကလည်းမင်းကဈေးကြီးတဲ့ကျူရှင်တွေကြတော့ပိုက်ဆောင်တဲ့အကုန်ခံတက်ပြီးတော့အခုကြတော့ကောင်းမလေးတွေနဲ့သွားချင်းကုန်ခံမလို့လားဆိုပြီးတော့မေးလိုက်ပါတယ်။ကျော်ကြီးကလည်းအာမင်းကလည်းခဏလေးပါကွာ။ ကောင်းမလေးတွေကလည်းကားပါမကြိုက်တာကွာ။ငါစစ်တဲ့မဝင်ကလေးတော့ပျော်ပြစေဆိုပြီးတော့ကားတော့ကိုယူကထွက်သွားဖို့လုပ်နေပါရဲ့။ဒိုချင်ပါပဲကိုဆံပြူကကြော်ရင်မင်းဒီကောင်လေးတွေကိုတိလားဆိုပြီးတော့တီဗီမှာလာနေရင်ဖီနီနဲ့ချစ်ကိုပြလိုက်ပါရဲ့။ကြော်ကြီးကလည်းငါအဲ့ဒီသဖင်အနေနဲ့ကောင်းတော့သိတယ်။ဒီတိုင်းမဲ့ဟိုကောင်တော့မသိဘူး။ဗါရဲဤကောင်နဲ့တပွဲတလန်းလောက်စမ်းကြည့်ချင်တာဆိုပြီးတော့ပြောလိုက်ပါရဲ့။ဒိုချင်ပါပဲကိုဆံပြူက မင်းဖင်မယားနဲ့အခုအချိန်နေနဲ့ဆိုရင်ဘိုကောင်ကမင်းလုံကောင်မျိုးကိုအစိမ့်လိုက်တော့ဝါးဆပစ်လိုက်မယ်မင်းရမင်းဆိုရင်လည်းသွားပြီးတော့အချုံကုံနေစမ်းပါဒီတိုင်းမဲ့ပြိုင်ပွဲရောက်မှ အစော်ခိုင်းရင်တော့မငုံနဲ့ဆိုပြီးတော့ပြောလိုက်ပါရင်ကြော်ကြီးကတော့ကိုစံပြူရဲ့စကားကြောင့်မခံခြင်းဖြစ်သွားခဲ့ပါရင်နောက်တစ်ပိုင်းမှာတော့စာနေကနေမှဒုံကသူ့ခွေးလေးကိုသူ့လိုဝှစားပြီးပြီးတော့သူကတော့ကြောင်းလှစ်ဖို့ကြံနေပါရင်ချိုချိန်ပါပဲယူနာရောက်လာပြီးတော့ ဂျွန်ကိုနှရင်ရိုက်ပလိုက်ပါရင်ဆရာကြီးကနင့်လုံငတုံးများထင်နေလားချက်ချင်းမြင်သွားမှာပေါ့အယူရင်ဆိုပြီးတော့ယူနာကပြောလိုက်ပါရင်ဂျွန်ကတော့ငါနောက်လာမယ့်ပွဲအတွက် training ဆင်းထားမှရမယ်ပြီးတော့အသင်းထဲမှာငါကအညံ့ဆုံးပဲဆိုပြီးတော့ယူနာကိုပြောလိုက်ပါရင်ယူနာကလည်းဂျွန်ကိုဒီနီးလန်ကအလုပ်ဖြစ်မှာမဟုတ်တာကြောင့်တခြားနီးလန်ကိုစဉ်းစားဖို့ပြောလိုက်ပါရင်ကြိုချင်ပါပဲဂျွန်ကနင်မသိပါဘူးဟာ ငါအများကြီးပြင်ဆင်ထားဖို့လိုတယ်။အခုတော့ငါတို့အသင်းမှာအသင်းသားတယောက်ကလည်းယော့သွားပြီဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျုံရဲ့စကားကြောင့်ရှော်လီလည်းကြောင်သွားပြီးတော့ဘာဘသူယော့သွားလို့လဲဆိုပြီးတော့မေးလိုက်ပါတယ်။ချိုချေမာတို့ချီကမကြားချင်းအောင်ဆောင်ပြီးတော့ငြိမ်နေခဲ့ပါတယ်။ချိုနောင်ဆရာမာရီယိုကဂျီမီကိုပုံဆက်ပြီးတော့ဂျီကိုပြန်ပွဲမှာဝင်ပြိုင်ခွင့်ပေးဖို့တောင်းဆိုနေပါတယ်။ဒါပေမဲ့ဂျီအမီကတော့ဟဲ့နင်တို့ကြောင့်ကဘလို့ကြောင်းမလို့လဲ။ဘယ်နဲ့ကြောင်းသားကိုဆက်ဝင်ပြိုင်ပွဲမှာဝင်ပြိုင်ဖို့ အားပေးရတယ်လို့နင်တို့ဟာနေတော့တခြားကျောင်းမတွေကိုလောက်ခိုင်းချင်လုံးခိုင်းငါသားတော့မရဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဆရာမကြီးကလည်းဂျေးအမေစကားကြောင့်စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ဒီလိုနဲ့ဂျေးကတော့စာရီကိုအရင်လိုပဲကုံယုံလုံနေခဲ့ပါတယ်တို့ချိန်မှာပဲသူ့အနာကိုဂျုံကရလာပြီးတော့ဟေ့အောင်ငါတို့နှစ်ခဏလောက်စကားပြောရအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်ချိုးတော့ဂျေးလည်းသူ့တငယ်ချင်းတွေရှိရာကိုလိုက်လာခဲ့ပါတယ်တို့ချိန်မှာပဲဂျုံက ဲ့တော့မင်းကဘာလို့အတင်းထဲကနေရုပ်ရည်ကြီးထွက်သွားရလဲဆိုပြီးတော့မေးလိုက်ပါတယ်။နောက်ဆုံးဆောင်မွေးကလည်းနီးလာပြီကွာ။ငါဆောင်ပြန်အာယုံဆိုင်မှရမယ်။အခုလိုငါအဆင့်တွေကလည်းကြာနေလို့မရဘူးဆိုပြီးတော့ခြေကပြန်ပြောလိုက်ပါတယ်။ဒီအချိန်မှာပဲမီနူကငါ့ကိုလည်းမင်းကိုစာမကြည့်နဲ့လို့တော့မပြောပါဘူး။ဒါပေမဲ့ဘာလို့အခုလိုချက်ချင်းကြီးမင်းကပြောင်းလဲသွားလဲ။အမှန်ဖြေဆက်မှာမနေ့ကလေးကမင်းတို့အိမ်ကလူတွေရဲ့ပုံစံကတမျိုးကြီးဖြစ်နေတယ်။ မင်းတို့ဘာတွေဖြစ်ထားကြလဲဆိုပြီးတော့ပြောလိုက်ပါတယ်ကြီးကတော့ငါတို့အိမ်ကအရင်ကတည်းကဒီအတိုင်းပဲဘာမှမပြောင်းလဲဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့တုံလဲအေးအောင်မင်းအသင်းကထွက်ကျင်နေဆိုရင်လည်းထွက်လို့ရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ငါတို့ကလည်းမင်းကိုနားလဲပေးနိုင်လောက်တဲ့အကြောင်းပြချက်တစ်ခုလောက်ကိုပဲလိုချင်တာဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့ကြီးကတော့အခုအချိန်မှာမင်းတို့ထဲငါရဲ့အဆင့်တွေကပိုအရေးကြီးနေလို့ပေါ့ကွာ ဆိုပြီးတော့ဒုံးနေကြီးဖြေးချလိုက်ပါတယ်။ဂျုံလဲကြီးကအဆင့်တွေလောက်တော့သူတို့ကိုအေးမကြီးဘူးလို့ပြောတာကြောင့်စိတ်တူသွားပြီးတော့ဟေ့ဘယ်တကယ်ပြောလာအေးရတယ်ဆိုပြီးတော့ပြောတာထွက်သွားပါတယ်။မင်းကလည်းငါကမင်းကိုပြောင်းလဲသွားပြီးချင်ခဲ့ရ။မင်းကတော့ဘာမှပြောင်းလဲမသွားဘူးပဲဆိုပြီးတော့ပြောကသူလည်းပဲထွက်သွားပါတယ်။ရှယ်လီကတော့ဂျုံနဲ့မင်းကြီးကိုပြန်လာခဲ့ဖို့ခေါ်နေခဲ့ပါတယ်။ချောတော်ဂျုံလည်းခြေနားကိုရောက်လာပြီးတော့ ကျင်းမင်းခုချိန်မှာမင်းအတွက်ပူကြီးတာကိုရွေးချယ်လိုက်တာမမားပါဘူးဒီတိုင်းမဲ့မင်းရွေးချယ်မှုတွေမင်းနောင်တာမရပါစေနဲ့လို့ငါဆုတောင်းပေးတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ကျေလေကျုံရဲ့စကားကိုကြားပြီးရဲ့နောက်မှာတော့သူ့ကိုယ်သူလည်းဇဝေဇဝါဖြစ်သွားခဲ့ပါတယ်အခုချိန်မှာတော့ကျေလေသူ့ဘဝရဲ့ပထမဆုံးတငယ်ချင်းတွေကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ခံစားချက်ကြီးကိုခံစားနေရပါတယ်ဒီလိုနဲ့ညဘက်အချိန်မှစာကြည့်ချိန်မှာတော့ စာကြည့်နေတဲ့ဂျီရဲ့အနာကိုမီယာကရောက်လာခဲ့ပါတယ်။ဂျီနေဒီညဒိုလို့နဲ့ထွေနေသွားမစင်ဘူးလားဆိုပြီးတော့မီယာကဂျီကိုမေးလိုက်ပါတယ်။ဂျီကတော့အခုချိန်မှာငါစာကိုပြန်အာရုံစိုက်မှရမယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ပြောချင်ပါပဲ။ဆီယာမာရီယိုကဂျီတို့အခန်းကိုဝင်လာပြီးတော့ကျောင်းသားတွေကိုစာရွက်တရက်စီထုတ်ခိုင်းလိုက်ပါတယ်။ဂျီတို့အိမ်မှာတော့မီနူးကသူ့တငယ်ချင်းတွေနဲ့ထွေနေစင်းမှုအပြင်ကိုချွတ်လာခဲ့ပါတယ်။ သူကောင်းတယ်မာလေသူတို့ကိုအစ်စ်တွေလောက်အေးမကြီးဘူးလို့ပြောတဲ့ကြည့်ကိုစိတ်တူနေပါတယ်ထို့နောက်မီနူကကြည့်ရဲ့ဆဝင်ကို မနစ်ကလေးကရှာမတွေ့တော့တာကြောင့်အေးအနံ့ကိုလိုက်ရှာကြည့်နေခဲ့ပါတယ်ဒါပေမဲ့ကြည့်ဆဝင်ကိုဘယ်နေရာမှမှရှာမတွေ့ခဲ့ပါဘူးပြီးရဲ့နောက်မီနူစီကိုဂျုံတော့ကဖုံးဆက်လာပြီးတော့မီနူကို မလာသေးဘူးလားဆိုပြီးတော့မေးနေပါတယ်မီနူကလည်းသူထွက်လာနေပြီဖြစ်ကြောင်းပြောလိုက်ပြီးတော့ဖုံးကိုချလိုက်ပါတယ်ဒီအချိန်မှာပဲ ဂျင်းရဲ့ညီကအိမ်ထဲကနေထွက်လာခဲ့ပါတယ်။မင်းတို့လည်းဂျင်းညီကိုတွေ့တော့ဂျေးဆက်ဘင်းကိုမနစ်ကလေးကမတွေ့ရတော့တာကြောင့်ဘယ်ရောက်သွားလဲဆိုပြီးတော့မေးလိုက်ပါတယ်။ဂျင်းရဲ့ညီကတော့မင်းတို့ကိုသူတို့အိမ်နောက်ရှိတဲ့ဂိုဒေါင်လေးကို ခေါ်သွားပါတယ်။မင်းတို့လည်းဂိုဒေါင်တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့တန်ကြိုးတွေနဲ့အထက်ထားနေတော့ခတ်ထားတဲ့ကြီးရဲ့စပင်းလေးကိုတွေ့လိုက်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီလိုနဲ့ပဲဒီပိုင်းလေးကိုဒီနေရာမှာပဲစသိမ်းထားပြီးတော့ နောက်လာမယ့်အပိုင်းတွေမှာဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ပါစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာဒီနေရာထိလိုက်ပါကြည့်ရှုလာသူတယောက်ကြီးစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ